အခုလုတ်တဲ့မုတ်လေးကိုမိတခါမှမလုတ်စားကြည့်ဘူးเนาะဒါပေမဲ့လုတ်စားကြည့်ရောအရန်လွယ်ပြီးတော့အရန်ဆောက်လို့ကောင်းပါတယ်ဒါကြောင့်မို့လို့မိမြောက်ဝင်ပြီးတဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပါအောင်ရှင်ဒီဟာမိတာကိုတာကူပြင်မော့เนาะအဲ့အဲ့လိုခေါ်ရဲတင်တယ်အဲ့ဒီဟာမိလုံးမယ်ပေါ့เนาะဒီမှာရေထည့်ရေရတလီတာပေါ့เนาะ ပြင်တာကူလေးစုံမိထဲတယ်ဒီထဲတဲ့တာကူကတော့နည်းနည်းလေးများသွားတယ်ပေါ့နော်ဘာဖြစ်လို့ဆိုအုံးကြီးကနေသွားတဲ့အတွက်ပါပြီးဒီတာကူလေးကိုနူးအောင်လို့မျိုးကြုံမယ်ပေါ့နော်ကြုံတဲ့အခါမှာဒီတာကူရဲ့မျက်စံလေးတွေပြောင်းထီကိုမျိုးကြုံပေးပါမယ် ပတ်ဝန်းကျင်ကလည်းနည်းနည်းလေးစုညံနေရဖြစ်တဲ့အကြောင်းမလို့မိအတန်သွင်းရတာနည်းနည်းလေးနှုတ်ဆက်တော့ဖြစ်တယ်ဗောနော်အဲ့ဒါလေးကိုသိခံပြီးပါအောင်ရှင်ကဲဒီမှာတာကူလေးကိုတဖြည်းဖြည်းလေးနဲ့ကျူလာတာတာကူလေးကတာနူးလာပြီဗောနော်နူးလာတဲ့ခါကျရင်မိတို့ကဒီတာကူလေးကိုရတာထဲမယ်စားလေးထည့်တယ်ပြီးတော့ရင်ဒီအုံနှုတ်အရည်ကို မိကဒီစွန်းလေးနဲ့လေးစွန်းလောက်ထည့်တယ်ဗောနော်ပြီးလို့ရှိရင်တော့လူရင်တော့မိထပ်ထည့်မယ်ဗောနော် ตากูကိုဒါမကတ်အောင်လို့မိကဒါစက်တိုက်လေးမှုေပေးတယ်ပေါ့เนาะဒီတဲမှာအရသာလေးကစိတ်စိတ်နေနေဆိုတော့ပို့ပြီးတော့ဆက်လုပ်ကောင်းတာပေါ့เนาะမိကဗမာမုတ်တီဆိုလို့ရှိရင် ချိုပလေးကြီးစေတကြများရရင်မကြိုက်ဘူးပေါ့เนาะအဲဒါကြောင့်မလို့တော်ရုံပြမှာတိတ်ပြီးတော့ဝင်စားဖြစ်ဘူးဒီလိုအုံးလုံးစိတ်စိတ်လေးနဲ့ဗမာမုတ်လေးဆိုလို့ရှိရင်တော့ဒါကြိုက်တယ်ပေါ့เนาะဒါကတော့ပထမဦးဆုံးအိမ်မှာမိဗမာမုတ်လို့စားတာပေါ့เนาะကဲပြီးရင်သူတည်းကိုချိုရတာတွဲတကြားထည့်မယ်တကြားကနှစ်စွန်းနဲ့တဝက်ထည့်တယ်ဒါလည်းအရသာလေးပို့ ါ်တယ်ဆိုလို့ရှိရင်တော့ဒါမျိုးထက်ထက်မှာပေါ့နော်မိရအချိုတိတ်မကြိုက်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့တကြားတို့ချုံမုံတို့ဆိုလို့ရှိရင်မိရရှော့ပြီးတော့သုံးပါတယ်။ကိနေနေလေးမိကြီးရေပေါ့နော်နေနေလေးမိကြီးရောဒါအုံးဒီရတာလေးတိတ်မစိမ့်တဲ့အတွက်ကြောင့်မလို့မိအုံးကြီးဒီကိုဒါထပ်ပြီးတော့ထည့်ပြီးထည့်တယ်ပေါ့နော်။မိကအချိုမကြိုက်ပေမဲ့အစိမ့်ကိုတော့ကြိုက်တယ်ပေါ့နော်။အချူနဲ့နေလေးစားလိုက်တာနဲ့ချောင်းဆိုးလေးလိုဖြစ်တဲ့အတွက်ကြောင့်မလို့အခုလည်းဒီမှာအချူစားရတော့မြေချောင်းဆိုးနေရော အတန်သွင်းရတာအတန်ဝင်နေတယ်ပေါ့နော်။ကဲဒါဆိုလို့ရှိရင်တာကူလေးကိုရေကြအောင်ကြိုးပြီးတော့ပြီဆိုလို့ရှိရင်ရပြီပေါ့နော်။အပေါ်ကနေဒါလေယာနောက်ထပ်အဖြူရောင်လေးထပ်လုပ်ဖို့အတွက်ကိုမီတို့ကဂျုံသုံးစုံကိုဒါအသုံးပြုတယ်ပေါ့နော်။ဂျုံလေးကအခဲလေးဒီပါမှာဆိုလို့ဒါစစ်ချပြီးတယ်။ပြီးတော့ရင်တော့သူ့ထဲကိုလေမိကတကြားကိုနှစ်စွန်းနဲ့တဝက်ထည့်တယ်စားလေးနေနေထည့်ပြီးတော့ဥယျာဉ်ထည့်ပြီးတော့တမောင်းမွေပြီးပါတယ် ပြီးရင်တော့အဲ့ဒီပါဝင်ပစ္စည်းတွေကိုဒါသမောင်းဝင်ပြီးလိုက်မယ်ပေါ့နော်လုံးဝအစီခဲပြီးကြံသမောင်းဝင်ပြီးလိုက်မယ်ဒီထဲကိုကျုပ်ထည့်နေရင်ကျုပ်ထည့်လို့ရရင်မိကတော့ကျုပ်မထည့်ဘူးပေါ့နော်ကျုပ်မထည့်ပဲနဲ့ဒီကောင်မီအေးအေးလေးနဲ့လုံးဝပြစ်လာတဲ့အထီးကိုဒါတည်ပြီးပါမယ်ချောင်းဆုံးနေတဲ့တစားမလို့အတန်းတော့နည်းနည်းကတ်နေရပေါ့နော်အဲ့ဒါကိုတချို့နားထောင်နေသူတွေကချွဲမခတ်ဘူးလားလို့ကတော့ကတော့ sorry ပါ ချောင်းမဟမ်းဘူးလားလို့ပြောတယ်ဘောနော်မိလည်းအဲ့လိုမျိုးမဖြစ်ချင်ပါဘူးအတန်ကြီးကြီးလေးလေးနဲ့အတန်လေးတွေးချင်ပါတယ် ကတာအပေါ်လေးရတခုအတွက်ကိုဒါအုံးလို့အတွက်ကိုမရတာလေးနည်းနည်းမြည်ကြည့်ရေပေါ့နော်မရတာတော့သူကတော့ကွက်တီပါပဲသူ့ကိုလုံးဝရှေးမကျန်အောင်လို့လေမင်းတို့ညောင်စည်းလေးကြောင်ကျုပ်ပေးမယ်ပေါ့နော်အဲ့ဒီကုလုံးပြီးသွားပြီလုံးဝရှေးမကျန်တော့ခဲခဲလေးဖြစ်သွားပြီဆိုလို့ရှိရင်မင်းတို့ဖို့ဖို့အတွက်ကိုမင်းကတော့ဒါခဲကွက်လေးတုံထားတယ်ပေါ့နော်သူ့မှာကတ်သွားမှဆိုလို့ဒါစီလေးထည့်ပေးတယ်တုပ်ပေးတယ်ပြီးလို့ရှိရင်တာပူလေးတွေထည့်ပေးတယ်ပေါ့နော်ပြီးရင်တော့ဆောဆောနာကအပေါ်ကနေဒါ လေယာတလေယာထပ်ဖို့အတွက်ကိုအုံးလို့ပြင်လေးလုပ်ထားတဲ့အားလေးကိုဒါအုပ်ပြီးလိုက်ပြန်လို့ပေါ့ပြီးလို့ရှိရင်ဒါမျက်နှာပြင်လေးကိုညှိပေးတယ်ပြီးတိုင်းမီးကတော့ဒါအပေါ်မီးအောက်မီးနဲ့ဖုတ်လို့ရှိရင်ပူကောင်းပြီမယ်မိမာကျတော့ airfryer ပဲရှိရတဲ့ကြောင့်မလို့မီးကတော့ airfryer လေးနဲ့ပဲ200ဒီဂရီလောက်ထားပြီးတော့15မိနစ်ခန့်လောက်ဒါဖုတ်ပြီးလိုက်တယ်ပေါ့နော်15မိနစ်ကြာပြီးတော့လို့ရှိရင်ဒါပထမတစ်ခုရဲ့အနေထားလေးပေါ့နော်ဒါအပေါ်ပိုင်းလေးပါသွားတယ်ဒုတိယခုကိုလည်းဒီတိုင်းပဲမီးဖုတ်ပြီးလိုက်တယ်ဒုတိယတစ်ခုကတော့အပေါ်ဘက်ကထူတယ်ပေါ့ နော်ကဲဒါလေးအရင်ဆုံးလို့ခေါ်လဲစိတ်စိတ်လေးနဲ့ဒီမှာကြည့်ဒါလုံးဝခဲထားလိုက်တယ်ဗောနော်ခဲထားရင်ဆိုတော့အေးခံလာတာကိုပြောတာနော်အေးခံလာလိုက်ရင်သူကဒါတက်တောင်လေးဖြစ်သွားတာဗောနော်အပေါ်တက်အောက်တက်နဲ့လှက်လာလေးဖြစ်သွားတယ်ကဲဒါကတော့ညရေကစားထားတာဗောနော်တခွက်ပဲမနက်မှာတပုန်ရေဖို့တခွက်ပဲကျန်တယ်တကယ်စားကောင်းလားစိတ်စိတ်လေးနဲ့ကိုယ်ကြိုက်ပဲလုံးဝလုံးဝရတာလဲလွယ်ကူတယ်အဲ့ဒါကြောင့်မို့လို့အိမ်မှာလိုက်ပြီးတော့လှုပ်ရှားကြည့်ပါရှင် Thank you for watching